Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ဗီဒီယိုတွေမလုပ်တော့လည်းလည်းကြာသွားပြီပေါ့နော်အဲဒီနေ့မှာတော့အဲလက်တလုံးမှာကျွန်တော်တို့တည့်ရတိုင်းပဲဒီ AI နဲ့ပတ်သက်ပြီးတော့ကျွန်တော် tools တွေ service တွေအများကြီးထွက်လာတယ်ပေါ့နော်ဆိုတော့အဲ့ထွက်လာတဲ့အဲဒီ AI ရဲ့ရေးဆေးကြောင်းနဲ့ဟိုကျွန်တော် developer အခက်ခံတာလည်းတမျိုးတစ်ဖုံပြောင်းလဲဖို့လိုအပ်လာတယ်ပေါ့နော်ဆိုတော့အဲ့အတွက်ကိုကျွန်တော်ဒီနေ့ကျွန်တော်ရဲ့ personal opinion တချို့ကို sharing လုပ်ပေးသွားချင်ပါတယ် ဆိုပထမဦးဆုံးကျွန်တော်ဒီ AI ကဘာတွေလုတ်ပေးနိုင်လဲဆိုတော့ကျွန်တော်တစ်ချက်ကြည့်ကြအောင်ဆိုတော့ဒါလုံးဝတော့ကျွန်တော်ဒါဟိုရေပွင့် API ကျွန်တော် redeploy ထားတာပေါ့နော်ဒီတက် movie တက်အများကြီးရှိသေးတယ်ပေါ့ဒါပေမဲ့ကျွန်တော်ရဲ့ဒီ developer နဲ့ပတ်သက်တဲ့အခက်အခဲတော့ကျွန်တော်ဦးစားပေးပြီးပြောချင်တာဖြစ်တဲ့အတွက်အဲဒီဒီ development environment ပတ်ဝန်းကျင်က AI ဘာတွေလုတ်နိုင်လဲဆိုတာကိုပဲကျွန်တော်တစ်ချက်ပြင်ပြောသွားမယ်ပေါ့နော်ဆိုတော့ AI လုတ်နိုင်တာကကျွန်တော်တို့အဲတော်တော်များများမှာ ကုတ် generation အခုနောက်ပိုင်းမှာတော်တော်လေးကောင်းလာပြီပေါ့နော်ကုတ် generation နဲ့ကုတ် completion တော့အဲကျွန်တော်တို့ဒီစတာချင်းမှာကျွန်တော် chat gpt chat gpt ရဲ့နောက်ပိုင်းကျွန်တော်အများကြီး service ဆက်လာတယ်အဲကျွန်တော်လက်ရှိအမကိုကိုပိုင်လို့တို့ဒီနောက်ကာစာတို့အဲမျိုးမျိုးထွက်လာတဲ့အထက်မှာကုတ် completion ကတော်တော်လေးအဲကောင်းလာတဲ့အထက်မှာပါလာတယ်ပေါ့နော်ဒါကြောင့်မို့လို့ဒီကုတ် completion ကုတ် generation အရင်ကကောင်းကောင်းနောက်ပိုင်းလုပ်နိုင်လာပြီအဲပြီးတော့ testing ပေါ့နော် testing ကကျွန်တော်တို့ဒီ backend နဲ့ပတ်သက်ပဲဖြစ်တဲ့ ပတ်သက်ပြီးတော့ရဖြစ်ဖြစ် friend နဲ့ပတ်သက်ပြီးတော့ရဖြစ်ဖြစ်အဲ testing test code တွေကိုလည်းကျွန်တော် generate ကောင်းအောင်လုပ်နိုင်နိုင်တယ်အဲ code generation နဲ့တမျိုးတစ်ပုံတော့ဆိုင်မယ်ပေါ့နော်ဆိုတော့ဒါပါတော့မှကျွန်တော် php ဆိုလို့ရှိရင်လည်း unit test တို့အဲကျွန်တော် friend address ဆိုလို့ရှိရင်တော့ playwright တို့ပါတော့ဒါမျိုးတွေကိုလည်းကျွန်တော်ကဒီကောင်းကောင်းသူကအဲ test code ကိုရေးနိုင်လာပြီပေါ့နော်ကျွန်တော်တို့ကဒါဒီကောင်းကောင်းသူ input ပေးနိုင်မယ် ဆိုလို့ရှိရင် desktop ကိုလည်းကောင်းကောင်းရေးနိုင်လာပြီပေါ့နောက်ပြီးတော့ကျွန်တော် debugging ပေါ့အဲပြဿနာတစ်ခုရှိလို့ရှိရင်အဲသူသူစီကနေအကူအညီပြီးကျွန်တော် debug ကောင်းကောင်းလုပ်နိုင်လာတဲ့အခြေအနေရှိတယ်အဲ refactoring ကတော့သိတဲ့အတိုင်းပဲကျွန်တော်လက်ရှိ code တွေကိုသူ refactor လုပ်ခိုင်းမှာဆိုလို့ရှိရင်လည်း refactor ကောင်းကောင်းလုပ်နိုင်လာတယ်ပေါ့နော်ဒါပေမဲ့အဲ refactor လုပ်တာတော့ဟို limitation တော့ရှိတာပေါ့လေ refactor လုပ်ပြီးသွားပြီဆိုတိုင်းဟိုကျွန်တော်ရဲ့ reset တွေကအာ stay remains the same လို့အမှန်ကန်လို့မရဘူး refactor လုပ်လိုက်လို့တမျိုးတစ်ပုံပြောင်းလဲသွားနိုင်တယ်ရှိနိုင်မှာနော် effect ဖြစ်နိုင်တယ်ပေါ့ဆိုတော့ referral လုပ်တယ်ဆိုလို့ရှိရင်တော့ကျွန်တော် referral လုပ်ပြီးတိုင်းမှာကိုယ့်ရဲ့ဟို application software ကပုံမှန်တိုင်းအလုပ်လုပ်နေတယ်အရင်ကအတိုင်းမပြောင်းလဲပဲလုပ်လုပ်နေတယ်ဆိုတော့ကျွန်တော်တို့ကိုယ်တိုင်း confirmation လုပ်ဖို့လိုတာပေါ့နော် အဲနောက်ပြီးတော့ကျွန်တော် documentation ပေါ့အဲ documentation ကတော့အဲကျွန်တော်တို့ဒီရေးထားပြီးတဲ့ code တွေပေါ့ generate အဲထုတ်တာတို့အဲပြီးတော့ API mock ထုတ်တာတို့ limit documentation တော့လေးရန်အကောင်းအောင်လုပ်နိုင်တာပေါ့နော်ဆိုတော့ဟိုဒါဟိုဟာဇကာဆက်မိလို့ပြောတာပေါ့အကုန်လုံးကတော့ဒီနောက်ပိုင်းကတော့အမျိုးမျိုးသုံးနေကြပါမယ်ဟို devin ဆိုတဲ့အရင်လည်းရှိရပေါ့နော်ဆိုတော့အဲ devin အရင်ကတော့သူကဒီ devin EI ရဲ့ wiki ဆိုတာပါရှိရပေါ့နော်ကျွန်တော်တစ်ချက်ရှာကြည့်လိုက်မယ်ဆိုလို့ရှင်တော့ ထွက်လာမလားမသိဘူးကျွန်တော်ချက်ရှာကြည့်ပေးမယ်ဒီမှာပေါ့နော်ဆိုတော့ Devin Wiki ကိုလည်းအားလို့ရှင်တစ်ချက်လောက်ကြည့်ကြည့်ပေါ့ဆိုတော့ Devin Wiki ရဲ့ buy လုပ်ပေးနိုင်လဲဆိုလို့ရှင်ကျွန်တော်ရဲ့ source code ကိုပေးလိုက်တာနဲ့သူထုတ်ပေးနိုင်တဲ့အရာတွေကတော်တော်လေးများတယ်ပေါ့နော် application ရဲ့ sequence diagram တွေကျွန်တော် flow chart တွေအဲ system design တွေ architecture diagram တွေအကုန်ထုတ်ပေးတယ်ပေါ့ဆိုတော့ဒါလေးကိုအားလို့ရှင်တော့တစ်ချက်လောက် ကြည့်ကြည့်ပါနော်ဒါဆိုလို့ရှိရင် AI ရဲ့ recommendation နဲ့ပတ်သက်ပြီး generation ဘယ်လောက်ကောင်းနေတယ်ဆိုတော့လည်းကျွန်တော်တို့မြင်နိုင်မှာပေါ့ Okay ဆက်တော့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီကျွန်တော်တို့လက်ရှိလုပ်နေတဲ့ AI တော်တော်များများကို AI ကပြောမယ်ဆိုလို့ရှိရင်လုတ်လာနိုင်တယ်ပေါ့နော်အထပ်ပါတော့တရားခံတွင်းလုံးဝ perfect condition မဟုတ်ရင်တောင်မှတော်တော်လေးအဲ60ခန်းနဲ့80ခန်းနဲ့80ခန်းနဲ့လုံးဝ AI ကလုတ်လာနိုင်တဲ့အခြေအနေရှိရေပေါ့နော်ဆိုတော့ကျွန်တော်တို့ကလည်း one step further သွားပြီးတော့ focus လုပ်တဲ့အရာတွေကျွန်တော်တို့ကိုယ်တိုင်က responsibility ယူတဲ့အရာတွေလည်းရှိလာတယ်ပေါ့နော်ကျွန်တော်ဒီမှာ highlight လုပ်ထားတဲ့အရာကတော့ကျွန်တော်၄ချက်ပေါ့အဲ့၄ချက်ပြင်မှာနည်းနည်းတော့ရှိရရှိသေးတယ်ပေါ့ဒါပေမဲ့အရေးအကြီးဆုံး၄ချက်ကတော့ဒီ၄ချက်လားလို့ကျွန်တော်ထင်မိပြီးတော့ရေးထားတယ်ပေါ့နော်အဲ one second ကျွန်တော်ပြောပြောရမယ်ဆိုလို့ရှိရင်ဒီလောက်ထားတဲ့ slide ကကျွန်တော်ရဲ့ personal personal opinion ကျွန်တော်ဟိုဟာ base လုပ်ပြီးတော့ ဟို sharing လုပ်ပေးတာဖြစ်ပါတယ်ဆိုတော့အကောင်လုံးကကျွန်တော်တသမတ်တည်းပဲမှန်နိုင်မယ်လို့ကျွန်တော်လည်းအမမခံနိုင်ပါဆို AI နဲ့ပတ်သက်ပြီးတော့ဟိုဟိုသူ့ရဲ့အော်အခန့်ကန်တာသူ့ရဲ့ sector တော်တော်လေးကျပြန့်နေပေါ့နော်ဆိုတော့ကျွန်တော်အရင်ကြီးတော့ဟိုကျွန်တော်ပြောသမျှတွေမှန်မယ်လို့တော့အမမခံနိုင်ဘူးဒါပေမဲ့ကျွန်တော်ရဲ့ personal opinion ရဒါတွေကတော့ developer စေအဲထပ်ပြီးတော့ focus လုပ်တဲ့အရာတွေလို့ကျွန်တော်ထင်တယ်ပေါ့နော်ဆိုတော့ပထမဆုံးတော့ကျွန်တော် business အာ domain နဲ့ business issue problem ဆိုပေါ့နော်တခုချင်းစီကိုကျွန်တော်ထပ်ပြီးတော့အာ detail sharing လုပ်ပေးတော့မှာဖြစ်တဲ့အတွက်ဒီမှာတော့ကျွန်တော် overall လေးပြောခဲ့မှာပေါ့နော်နောက်တစ်ခုကတော့ကျွန်တော် cross functional collaborator ပေါ့ cross functional collaborator ဆိုတာကတော့ဟိုအရင်တော့ကတော့ကျွန်တော်ငါ developer ငါကုတ်ပေးရေးမယ်ဆိုပြီးတော့ဟိုလုပ်နေလို့မရတော့ပေါ့နော်ဆို collaboration skills ကလည်းကျွန်တော်နောက်ပိုင်းမှာဒီ AI ကဟိုဒါ train ဖြစ်လာပြီဆိုလို့ရှိရင်တော့ဒီဘက်ကလည်းလိုလာလိုက်မယ်လို့ကျွန်တော်ထင်တယ်နောက်ပြီးတော့ system design အဲ and final one အဲကတော့ productivity ပေါ့နော်ဆိုအဲ့လေးခုကိုကျွန်တော်အဓိက ဦးစားပေးပြီးတော့ပြောတော့ပါမယ်ဆိုတော့ပထမတစ်ခုကတော့ကျွန်တော် business problem ဆိုတော့ဆိုတော့ကျွန်တော်တို့ဒီ application software ရေးတိုင်းမှာ business issue business issue ဆိုတာရှိကြပါတော့ business issue ဆိုတော့ဘာလို့ရှိလာလဲဆိုတော့ဟိုတော့ပါတော့ကျွန်တော်တို့ဒီ software တစ်ခုကိုဖန်တီးရတဲ့အကြောင်းရင်းကကိုကျွန်တော်ပြဿနာတစ်ခုကိုဖြေရှင်းဖို့အတွက် issue တစ်ခုကိုဖြေရှင်းဖို့အတွက် problem solving လုပ်ဖို့အတွက် software တွေ application တွေဖန်နေတာပေါ့နော်ဆိုတော့ကိုက in house ပဲရေးဒီဖြစ်ဖြစ် client ကကိုစီ project တွေလာအဲ့ဒီပဲဖြစ်ဖြစ်ကိုရေးမဲ့ဒီ software ကအဲ problem တစ်ခုကိုဖြေရှင်းဖို့သုံးဖို့ problem အများကြီးကိုကျွန်တော်ဖြေရှင်းဖို့အတွက်ရေးတာဖြစ်တဲ့အတွက်ကျွန်တော်ဒီ software ရဲ့အဲဒီနောက်ကွယ်မှာကဖြေရှင်းရမဲ့ပြဿနာတွေအဲ business issues ရှိရပေါ့နော်ဆိုတော့ဟိုကိုရေးမဲ့ဟာကဟို feature တစ်ခုရေးပြီးဆိုပါဆို feature တစ်ခုရေးပြီးဆိုလို့ရှင်ဒီ feature ကဘာလဲဆိုတာမျိုးထက် ဘာကြောင့်ဒီ feature ကိုလိုအပ်တယ်ဆိုတော့ဒီလောက business domain ရဲ့လောက background knowledge ကိုရိုင်းသွားပြီးတော့ဟိုသိဖို့လိုတယ်ပေါ့နော်။အရင်တော့တော်တော့ကျွန်တော်ကအထပ်ပါဥပမာ ဟိုကျွန်တော်တို့ဒီ list screen တစ်ခုရေးရဆိုပါဆို list screen တစ်ခုရေးမယ်သူရဲ့ CRUD ပါတယ်ဆိုပါဆိုအဲပြီးတော့ search filter နဲ့နဲ့ပါမယ်အဲဒါဆိုလို့ရှိရင်ကဒါကတော့ဒီ list မှာ build table ကနေပြီးတော့ build data ဆိုတော့ထုတ်မယ်ဘယ် search criteria နဲ့ညီရဆိုလို့ရှိရင်ဘယ်လိုပြင်ပြမယ်ဒါတော့တင်ရပြီတုံးပြင်မယ်ကျွန်တော်တို့ကဒီ feature ကြီးဒီ list screen ဘာကြောင့်လိုရလဲအထည်ကိုကျွန်တော်တို့ကတော်တော်မင်းမင်းအောင်သွားပြကြအောင်ပေါ့နော်ဆိုတော့နောက်ပိုင်းမှာတော့ဒီထက်ပိုပြီးတော့ဒီ features ကိုဘာလို့လိုရလဲဆိုတာမျိုးထီကိုကျွန်တော်နားလည်ဖို့ business domain ကိုနားလည်ဖို့ လုပ်မယ်လို့ကျွန်တော်ထင်တယ်။နောက်ပြီးတော့အဲကိုယ့်ရဲ့ဒီဟိုဒီဟို stakeholder ရှိရမှာ project ခုဝင်လာပြီဆိုလို့ရှိရင် client တွေရှိမယ်ပြီးတော့ internal ရှိမယ်ပြီးတော့ maybe third party partner တွေလည်းရှိကောင်းရှိနိုင်မယ်ဆိုတော့သူတို့လိုချင်တဲ့အရာသူတို့ရဲ့ business target သူတို့ရဲ့ business goal တွေပေါ်မူတည်ပြီးတော့ကိုကဟိုဒီလို technical solution တွေပေးနိုင်မယ့်အာအလားအလာအထိကိုကျွန်တော် collaboration လုပ်ပေးဖို့လိုလာနိုင်မယ် နောက်ပြီးတော့အဲ client ကသူရှိမဲ့ business problem ရှိမဲ့ပေါ့နော် business issue ရှိမဲ့အဲ့ issue တွေကိုကိုကဘလို့ပို့ပြီးတော့တင့်တော်မဲ့ framework technology ဘလို့ program နဲ့ solution လုတ်ပေးလိုက်မယ်ဆိုလို့ရှင်ဒီပဿနာဖြေရှင်းနိုင်မယ်ဆိုတဲ့အရာအထိကိုကိုကစဉ်းစားဖို့လိုတယ်ပေါ့နော်အဲ့တော့ဒီတစ်ခုလုံးကိုကျွန်တော်ပြန်ပြီးတော့ summarize လုပ်ရမယ်ဆိုလို့ရှင်ပုံမှန်ကျွန်တော်တို့ဟိုဟို stakeholders တွေ business domain တွေ business issues တွေကိုအရင်ကကျွန်တော်တို့အရင် ဟိုဟိုလစ်လူရှုထားမိရင်တော့မှဖိဖိနဲ့ကျွန်တော်တို့ကဒီဘိုင်းနေရာအဲအရေးပါလာပြီ။ဘာလို့ဆိုတော့ဒီဒီဘိုင်းနေရာ AI မလုပ်နိုင်ဘူးကွာတိလား။ AI မလုပ်နိုင်တဲ့ဘိုင်းတွေကိုကျွန်တော်တို့ကဟိုပို့ပြီးတော့ကျွန်တော်တို့လည်းလုံးတဲ့အရာဖြစ်တဲ့အတွက်ဒီဘိုင်းတွေပို့ပြီးတော့လေးပြူရမယ်လေးထားမယ်လို့ဆိုလိုခြင်းဖြစ်ပါတယ်။ဒီဘိုင်းကို summarize လုပ်ပါမယ်ဆိုလို့ရှင်။ Okay နောက်တစ်ခုဆက်သွားရအောင်။ နောက်တစ်ခုက cross functional collaborator လို့ကျွန်တော်တို့နာမည်ပေးထားရပါတော့เนาะပြောမယ်ဆိုလို့ရှိရင်ကျွန်တော်အောက်ဆုံးမှာလည်းရေးတော့ရေးထားတယ် maybe PO accountability လို့ရေးထားတယ်ပေါ့เนาะ PO ဆိုတော့ကျွန်တော် product owner ပေါ့ဒီကိုရေးမဲ့ကိုရေးနေတဲ့ software application ရဲ့အဲ product ရဲ့ owner ပေါ့ဆိုတော့ cross functional လို့ဘာလို့ပြောရလဲဆိုလို့ရှိရင်ကျွန်တော်တို့ project ခုရေးပြီဆိုလို့ရှိရင်မှာ small step solution တော့မသိပေမဲ့ပုံမှန်ကျွန်တော်တို့ဒီ corporate culture တို့ corporate ပုံစံမျိုးတွားနေတဲ့ startup လို့ဆိုလို့ရှိရင်ကျွန်တော်တို့ software တစ်ခုရေးပြီဆိုလို့ရှိရင်အထင်မြင်များရှိရပေါ့အော် development team တစ်ခုတည်းမဟုတ်ဘဲနဲ့အာ design team ရှိမယ် QA team ရှိမယ်ပြီးတော့ကျွန်တော် data နဲ့ပတ်သက်မဲ့ data team ဆီရှိမယ်တခြားလိုအပ်လာပြီဆိုလို့ရှိရင်လည်းတခြား third party team ဆီရှိကောင်းရှိနိုင်မယ်ဆိုတော့အဲ့ဒီအရာဒီအများကြီးကို ကျွန်တော် communicate လုပ်ပြီးတော့ collaborate လုပ်ပြီးတော့ဒီ software ဒီ application ရဲ့ development ကိုဟိုပြီးမြောက်အောင်လုပ်ဖို့အတွက် ဒီ cross functional collaborator တယောက်ကောင်းတယောက်ဖြစ်ဖို့လည်းလိုတယ်ပေါ့နော်ကိုကအရင်တော့ကတော့ development အတွက်ကုတ်ရေးမယ်အဲငါစီလာမယ် assign တွေကိုဖတ်မယ်ဖတ်ပြီးွားရင်ဒီအာတိပြီဆိုလို့ရင်ရေးမယ်ဆိုတာတစ်ခုအခုကပို့ပြီးတော့အဲဒီ team တွေအများကြီးတဲ့မှာ collaboration လုပ်ပြီးတော့ဒီ project ရဲ့ vision တွေ mission တွေကိုကိုကိုတိုင်ရအောင် acknowledge လုပ်ပြီးတော့မှရေးတဲ့ပုံစံမျိုးအထိကျွန်တော်တွားဖို့လိုလိုက်မယ်အဲဒါကြောင့်မို့လို့ကျွန်တော်မှရေးထားတယ် at at as a bridge between tech and non tech team ဆိုပြီးတော့ဟို tech team နဲ့လည်း ဲ tactic နဲ့ tactic မဟုတ်တဲ့ team နဲ့လဲဂျားထဲမှာကျွန်တော်တို့ကဟိုတရားတစ်ခုအနေနဲ့ဆောင်ရွက်ပြီးတော့ဟိုသူတို့ဂျားထဲမှာအချင်းချင်း communication ကောင်းကောင်းအလုပ်လုပ်နိုင်အောင် ပြီးတော့ဟို team ဒီအများကြီးဂျားထဲမှာ transparency ကောင်းကောင်းရှိအောင်နော်အဲ transparency ကောင်းကောင်းရှိမှဆိုလို့ရှိရင် team တွေတစ်ခုနဲ့တစ်ခုဂျားထဲမှာကျွန်တော်တို့ပြောမယ်ဆို miscommunication မရှိတော့ဘူး product ရဲ့ mission တွေ vision တွေကိုကျွန်တော် align လွဲတာမရှိတော့ဘူးအဲ့ဒါကြောင့်မို့လို့ကျွန်တော် product ကိုလည်းပို့ပြီးတော့ဟို success rate ကောင်းကောင်းနဲ့ကျွန်တော်တို့ deliver လုပ်နိုင်မှာပေါ့နော်။ဒါကြောင့်မို့လို့ဒါကိုကျွန်တော် cross functional collaborator လို့ပြောတာ။ project name မှာတော့ကျွန်တော် project manager ရှိနေရှိမှာ product owner ရှိနေရှိမှာ။ product owner ကတော့ကျွန်တော် scriber နဲ့သွားမယ်ဆိုလို့ရှိရင် product owner ရှိမှာ။ scriber တွေမှုကျွန်တော် waterfall လို့ဘာလို့လဲသွားမယ်ဆိုလို့ရှိရင်တော့ project manager တွေပဲရှိရှိမှာ။ဒါကတော့ company ရဲ့ policy နဲ့ policy ပေါ်မူတည်ပြီးတော့ကွဲပြားသွားနိုင်တယ်။တို့ပြင်မဲ့ကျွန်တော်ပြမပြောချင်တာကတော့အဲဒီ slide ကို summarize လုပ်ရမယ်ဆိုလို့ရှိရင်ကိုက developer code ပဲရေးမယ်ဆိုတာ tag ကိုတခြား team တွေနဲ့ technical team မဟုတ်တဲ့ team တွေလည်းကျွန်တော် အတူတူ collaborate လုပ်ပြီးတော့ project mission တွေ vision တွေကိုဟိုဟိုအကုန်လုံးကိုယ့်ရဲ့ကောင်းတဲ့မှာ capture လုပ်နိုင်မယ့်အထိ acknowledge လုပ်နိုင်မယ့်အထိ absorb လုပ်သင့်တယ်ဆိုရအောင်ဟိုဒီမှာ summarize အာလုပ်ချင်ပါတယ်ဆိုတော့နောက်ထပ် slide တစ်ခုကိုဆက်သွားရမယ်ဆိုလို့ရှိရင်အာ system design ပေါ့နော်ဟုတ်ပါဆစ်စင်တန်ကပြောမယ်ဆိုလို့ရှိရင်နည်းနည်းလေးကျေပြန့်နေဒီမှာတော့ကျွန်တော်အကောင်းဆုံးအာ beginner level နားလည်အောင်ထိကျွန်တော်ရေးထားတယ်ပေါ့နော်ဆစ်စင် design ဆိုတာကတော့ကျွန်တော်တို့အောက်ပိုင်းအောက်ကနေကျွန်တော်အရင်စသွားမယ်ပေါ့နော် ဒီမှာ mock connect ဆိုရေးတာပြီးမှာအောက်ကနေဆက်သွားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ season design ဆိုတာ season တစ်ခုမှာကျွန်တော် data flow စရှိတယ်ဆိုတော့အဲ့ data flow စရာဘယ်လိုပုံစံနဲ့ဘယ်လိုလားလာနဲ့သွားမယ်ဆိုတဲ့ communication နေနောက်ပြီးတော့ product တစ်ခု software တစ်ခုရေးပြီးဆိုလို့ရှိရင်ကျွန်တော် back end front database api တို့လို့ communicate လုပ်ရမယ့်အရာတွေအကွဲအပြားတွေအပိုင်းတွေအများကြီးရှိတယ်ဆိုတော့အဲ့အပိုင်းတွေကိုဟိုစိတ်တချာချာစနစ်တကျနဲ့ဘယ်လို communicate လုပ်ပြီးတော့ Robert Speed ဘယ်လို run နိုင်မလဲဆိုတော့ design တွေကိုကျွန်တော်ဆွဲရတယ်ပေါ့နော်ဆိုတော့ဟို software တစ်ခုမြေးခင်မှာကျွန်တော်အဲ့ decision design diagram လို့ architecture design diagram ကျွန်တော်ဆွဲရတယ်သို့ပေမဲ့တော်တော်များများကကျွန်တော် developer ဖြစ်တဲ့အတွက် developer ရဲ့ခန့်ကန့်တာကိုကျွန်တော်ပြောနေတဲ့အတွက်ဒီ system design architecture design တွေအထီကို ်သွားနေရလူလည်းရှိတယ်မသွားရလူလည်းရှိတယ်မသွားရလူလည်းများအောင်များနိုင်တယ်ပေါ့နော်ဒါကြောင့်မို့လို့ကျွန်တော်ဒီအဲ AI transfer မူတည်ပြီးတော့ကျွန်တော်ဒီ system design ကိုလည်းပို့ပြီးတော့ developer တွေလေ့လာသင်တဲ့အကြောင်းရင်းတစ်ခုလို့ကျွန်တော်မြင်မိတယ်ဒါကြောင့်မို့လို့ဒီ system design ကိုလည်းကျွန်တော်လေ့လာသင်တယ်ပေါ့နော်ဥပမာဆိုလို့ရှိရင်နောက်ပိုင်းကျွန်တော်ဒီမှာ AWS တို့အာဘာလို့ခေတ်စားလာရတယ်ပေါ့နော်ဆိုတော့ software တွေဘာတွေလဲရှိရယ် certification တွေဘာတွေလဲရှိရယ်ဒီဘိုင်းတွေကိုကျွန်တော်လေ့လာပြီးတော့ အခမဲ့လေ့လာလို့ရရတဲ့လင်းလည်းအများကြီးရှိတယ်ဆိုတော့ဒီဘိုင်းတော့လေ့လာပြီးတော့ဟိုအသုံးပြုနိုင်မယ်ဆိုလို့ရှိရင်အသုံးပြုတင်တယ်အဲ့ကိုကတော့အဲ့ဒီအပိုင်းတွေအထိအသုံးမပြုနိုင်ဘူးဆိုလို့ကျွန်တော်ကျွန်တော်ဒီ company ချင်းမှာ ဒီ system design အတွက် architecture design အတွက်ကို team တွေတက်တက်ရှိရဆိုလို့ရှိရင်လည်းသူတို့ကတော့လုပ်နေပြီမဲ့ကိုကလည်းသူတို့နဲ့အတူတူ collaborate လုပ်ပြီးတော့ communication လုပ်တင်တယ်ဒါမှသာဒီ system design နဲ့ architecture design နဲ့ဘယ်လိုပုံစံရှိတယ်ဘယ်လိုပုံစံနဲ့သွားနေတယ်ဆိုတာမျိုးကိုကိုကပို့ပြီးနားလည်လာမှာဆိုတော့ကိုကတော့အောက်မှာတော့ခုကရေးနေပြီမဲ့အပေါ်ကဒီကိုရဲ့ application ကိုထပ်ပါ user ဘယ်နှယောက်ဟိုလက်ခံနိုင်အောင် request ဘယ်နှခုလက်ခံနိုင်အောင်ကျွန်တော်လုပ်ပြန်လဲစင်းကဘယ်လို architecture နဲ့သွားသွားနေတယ်ဆိုတာမျိုးတွေမတိပဲ နဲ့ရေးနေတာလည်းဆက်လို့ရှိရင်ကိုယ့် application ကိုဘယ်လိုလို system design နဲ့သွားနေတယ်ဘယ်လို architecture design နဲ့သွားနေတယ်ဆိုတာမျိုး acknowledge လုပ်နိုင်မယ်ဆိုလို့ရှိရင်တော့အများကြီးပို့ပြီးတော့ကျွန်တော်တို့လိုတက်ဖို့လာလာရှိရလို့ကျွန်တော်ဆိုလိုခြင်းဖြစ်ပါတယ်ဆိုတော့ဒီဘိုင်းကတော့ system design ကတော့ပြောမှဆိုလို့ရှိရင်တော်တော်လေး broad ဖြစ်တယ်တော်တော်လေးချဲ့ပြန့်တယ်အဲ summarize လုပ်ရမယ်ဆိုလို့ရှိရင်ကျွန်တော်ခုနကပြောခဲ့တဲ့အတိုင်းပဲကိုယ့် application မှာရှိတဲ့ဘိုင်းစတွေအများကြီးကဘယ်လိုပုံစံနဲ့ဟိုအတူတူ communicate လုပ်ပြီးတော့ဟိုတိတိကျကျစနစ်ကျ run နိုင်မယ် ီးရကိုယ့်ရဲ့ဒီ application ကဟိုရေးတဲ့ကုတ်ကတော့အလုံးအစင်ပေါ့ readable maintenance လုပ်လို့ကောင်းမယ်တို့ပေမဲ့အဲဒီဒီအနာဂတ်မှာလာမဲ့ request တွေအပေါ်မူတည်ပြီးတော့ကျွန်တော်ဘယ်လိုပြန်ပြီးတော့ဟိုဘယ်လိုပြောမလဲအ control လုပ်နိုင်မလဲပေါ့နော်ဆိုတော့ uh request ဆိုတာကကျွန်တော်တို့ဒီ server နဲ့ပတ်သက်တဲ့ server နဲ့ user request တွေ traffic request တွေလည်းပါနိုင်သလို client ရဲ့ကျွန်တော်တို့ဒီ issue maintenance plan နေပြီးတော့ additional requests uh, feature request တွေလည်းရှိကောင်းရှိနိုင်တယ်ပေါ့နော်ဆိုတော့ကျွန်တော်ပြောချင်တာကဒီမှာ code အပိုင်းကိုအပေါ်ကကျွန်တော်ဒီ server အပိုင်းတွေရောအများကြီးပါတယ်ပေါ့နော်ဆိုတော့အချိန်ရှိမှဆိုလို့ရှိရင်လည်းဒီ system design ကိုခုနဟို တော်ကတော့ဒီပင်ကိုဖွင့်ပြခဲ့လို့ပဲတက်တက်ကွာကိုတက်ဖွင့်ပြီးတော့ဒီစံဒီဇိုင်းနဲ့ပတ်သက်ပြီးတော့လည်းအထက်ပြီးတော့လေ့လာဖို့ကျွန်တော်အကြံပေးချင်ပါတယ်။တော်တော်လေး broke ဖြစ်တယ်ဒါကြောင့်မို့လို့ကျွန်တော်ဒီမှာအရင်ကြီးအဲကောင်းကောင်းကြီး summarize အလုပ်ကောင်းမလုပ်နိုင်ခဲ့ဘူးပေါ့နော်။ဆိုတော့တက်တက်ကွာကိုထပ်ပြီးတော့ဒီအားလေးကိုကျွန်တော်ကျေဖွင့်ပြီးတော့အထက်ပြီးတော့လေ့လာကြည့်စေချင်ပါတယ်။ဆိုတော့ဒါကတော့ session design မှာနောက်ပြီးတော့အာ productivity ပေါ့နော် of course ဘာလို့လဲဆိုတော့ဒီ AI တွေထွက်လာပြီဆိုတော့ရှင် AI ကကျွန်တော်တို့ရက်နဲ့ချီမြေခဲ့တဲ့အရာတွေကို तू က ဟိုနိုင်ပိုင်းနဲ့နေဖန်ပြီးပေးနိုင်တယ်ကုတ် completion လုပ်ပေးနိုင်တယ် generation လုပ်ပေးနိုင်တယ်ဆိုတော့ဟိုထားပါတော့ကိုကအရင်ကဒီ feature တခုကိုကိုကနှစ်ရက်ရေးရဆိုပါဆိုနော် AI ထွက်လာပြီးပါရေးလဲနှစ်ရက်ပဲရေးနေရဆိုလို့ရှင်ဟိုကိုကတော့ကိုယ်စီမှာအကြောင်းပဲချက်ချီအောင်ရှိနိုင်ပေမဲ့ဒါပေမဲ့ကိုယ့် employer တွေဟို business client တွေကမြင်ပြီဆိုလို့ရှင် AI လည်းထွက်လာပြီး ဟိုဒိုင်ဒိုင်လုံးနိုင်တာပြီဆိုတော့အချင်းချင်းတော့သူတို့လည်းတင်ပါပဲဆိုတော့အဲ့လိုတည်နေတာတော့မှ DV Just ကအရင်ကလည်း2ရက်ပဲကြာတယ်အခုကလည်း2ရက်ပဲကြာတယ်ဆိုလို့ရှိရင်သူတို့ရဲ့ mindset တွေမှာက acceptable မဖြစ်နိုင်ဘူးဒါကြောင့်မို့ဒါကြောင့်မို့လို့ကိုယ့်ရဲ့အနေထားကိုယ့်ရဲ့အနေနဲ့ကလည်းဒီ AI တွေကိုသုံးပြီးတော့ကိုယ့်ရဲ့ဒီ you should daily deployment routine တွေထဲမှာထည့် integration လုပ်ပြီးတော့ ဟို productivity ကိုအများကြီးပိုကောင်းအောင်လုပ်တင်တယ်လုပ်လို့လည်းရတယ်လို့ကျွန်တော်ထင်တယ်ဒါကြောင့်မို့လို့အရင်ကကိုကဒီ feature တစ်ခုဆယ်ရည်ဆိုလို့ရှိရင် maybe တစ်ရက်ပြင်လည်းပြင်မှာနှစ်ရက်ပြင်လည်းပြင်မှာအရင်သုံးပြီးတော့ရေးလို့ရနိုင်လာမယ့်အနေအထားတစ်ခုကိုလည်းအဲရောက်နိုင်တယ်ဒါကြောင့်မို့လို့ဒီ productivity ကိုရဲ့ဟို daily productivity ကိုချဲ့ရနိုင်မှုအတွက် AI ကိုကောင်းကောင်းလေးအသုံးပြုဖို့လိုအပ်တယ်။အဲကုမ္ပဏီရဲ့ policy ပေါ်မူတည်ပြီးတော့ဘယ် AI သုံးလို့ရတယ်၊ဘယ် AI သုံးလို့မရဘူး၊ဘယ် privacy ကိုရောပေးလို့ရတယ်၊ပေးလို့မရဘူးဆိုတာမျိုးတွေကတော့ရှိနိုင်တယ်။ဒါကြောင့်မို့လို့ကိုယ့်ရဲ့ကုမ္ပဏီနဲ့ ဟိုပြန်ပြီးတော့ချိတ်ဆက်ပြီးတော့အဲဒီဘိုင်းတွေကတော့ဘက် service တွေဘက်2တွေကိုတုံးမယ်ဆိုတော့ဆုံးဖြတ်ဖို့လုံမယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်ဆိုတော့အာ okay ဆိုတော့ဒါကတော့နောက်ပြီးတော့အဲမှာကျွန်တော်ရေးထားလေးတဲ့ continuously reflect and refine your personal teamwork flow ဆိုရေးထားတယ်ဆိုတော့ကိုယ့်ရဲ့ personal အတွက်ကောပြီးတော့ teamwork flow တွေအတွက်ကော EM integration လုပ်လို့ရဥမာထားပါတော့ကျွန်တော် PR ရစ်မယ်ဆိုလို့ရှင်ဟို PR agent တွေရှိမယ် ပီအေဂျင့်ဆိုလို့ရှင်ကိုရေးတဲ့ဥမာတစ်ခုပြောတာပေါ့နော်ကိုရေးတဲ့ကုတ်ကိုသူကပီအေဂျင့်လန်ချက်ပြီးတော့မင်းဘယ်အပိုင်းညာ weakness ဖြစ်တယ်ဘယ်ဘိုင်းညာတော့ရေးထားတာအကောင်းလဲဆင်ပြီးတယ်ဆိုပြီးတော့ပီအေ review လုပ်မဲ့ agent တွေအစကုန်ရှိတယ်ဒါမျိုးလို့ဆိုလို့ရှင်ကျွန်တော်ရဲ့ဒီ development team workflow ထဲမှာထည့်လို့ရနိုင်မဲ့ဟို tools တွေပေါ့နော်ဟိုဒါဥမာတစ်ခုပြောတာပေါ့ဆိုတော့အလားတူတခြားကိုရဲ့အဲဒီအဖွဲ့အစည်း development team တစ်ခုအနေနဲ့ရောကိုယ့်ရဲ့ personal use အနေနဲ့ရော AI ကို integration လုပ်လို့ရတဲ့ scenarios တွေအများကြီးရှိရကြအောင်ကျွန်တော်ဒီမှာတည်ပေးခြင်းတယ်အဲ့ဒီပုံမူတည်ပြီးတော့ကိုယ့်ရဲ့ productivity ကိုလည်းချက်ထွင်ဖို့ကျွန်တော် summarize လုပ်ချင်ပါတယ်နောက်တစ်ခုကကျတော့ဒီမှာကျွန်တော်ထည့်တော်မြေးထားအောင်ပေါ့နော်အဲ့ဒါပါလဲဆိုတော့ဒီကိုယ့်ရဲ့အာ code ownership ပေါ့နော်ထပ်တော့ကျွန်တော်နောက်ပိုင်း AI တွေသုံးပြီး code တွေရေးလိုက်ပြီဆိုလို့ရှိရင် code generation တွေအများကြီးထွက်လာမှာ ဆိုတော့အဲထွက်လာတဲ့ကုတ်ကိုကျွန်တော်ဒီတိုင်းမသုံးမင်းနဲ့အဲ့ဒီကုတ်က accountability ယူစေခြင်းနဲ့ ownership ယူစေခြင်းနဲ့ဆိုလိုချင်တာကအဲ့ဒီကုတ်ကိုဒီတိုင်းကျွန်တော်သုံးလိုက်တာမဟုတ်ဘဲနဲ့ဒီကုတ်ရဲ့ဟို pattern တွေအလုံးလုံးပုံတွေကဘာလို့ဒီလိုလုံးလုံးနေတယ်ဆိုတာမျိုးကိုကျွန်တော်တေချာနားလည်ပြီးတော့မှဒီကုတ်ကိုအသုံးပြုစေခြင်းနဲ့ဆိုတော့ဟိုအဲ့လိုဖြစ်သွားပြီဆိုလို့ရှိရင်ကျွန်တော်ဒီကုတ်ရဲ့တဲ့မှာဆိုလို့ရှိရင် d features ကကို assign လုပ်ထားတဲ့အတွက်ကိုရေးရဖြစ်တဲ့အတွက် AI ကပဲ generation လုပ်လို့ကျွန်တော်ဘယ်အနေနဲ့ပဲယူလာယူလာဆိုတော့အဲ့ဒီကုတ်ကိုက accountable ဒီတင်နေ ownership ယူတင်နေဆိုတော့အဲ့ဒါလေးလည်းကျွန်တော်ထပ်ပြီးတော့အဲဝင်လေလုပ်ချင်ပါတယ်เนาะဆိုတော့နောက်ဆုံးနေ့ပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့က AI ကိုဟိုကိုယ့်ရဲ့ junior တယောက်လို့သတ်မှတ်လို့ရတယ်ပေါ့နော်အရန်တော်တဲ့ junior တယောက်ပေါ့ဟောဆိုတော့သူတို့သူရေးတဲ့ product လုပ်တဲ့ code တွေတခါတလေသူ comparison လုပ်တဲ့ code တွေရကိုယ်ရစဉ်းစားနိုင်တာထက်ကိုကျော်လွန်ပြီးတော့ကောင်းနေတာတွေလည်းပါတတ်တယ်ပေါ့နော်ဆိုတော့ဟို အဲတို့ပေမဲ့ကျွန်တော်တို့ကအဲသူရေးတဲ့ကုတ်ကိုမဂျူနီယာတယောက်ရေးလို့ပဲဂျူနီယာတယောက်ကရေးပြီးတော့ကိုယ့်စီကိုပေးလိုက်ပြီဆိုလို့ရှိရင်ကိုကအကောင်လုံးပြန်ပြီး sunset တင်တယ်မဟုတ် sunset တင်တယ်မဟုတ် security ဘိုင်းရော ပြီးတော့ကုတ်ရဲ့ architecture ဘိုင်းရော sunset ပြီးတော့မှအသုံးပြုတင်တယ်ပြီးတော့ကိုယ့်ရဲ့ခုနကပြောခဲ့တဲ့ business domain တွေ business problem တွေကိုတကယ်ဒီ program ဒီ snippet က solution ထုတ်ပေးထားတယ်ဆိုတဲ့အကြောင်းကိုကိုကလုံးဝတေးချာချာဆွေးဆွေးပြီးတော့မှအသုံးပြုတင်တယ် ဆိုတာမျိုးကိုအာကျွန်တော်ထည့်ပြီးတော့အာပြောချင်ပါတယ်ဆိုတော့ပြောမယ်အကြောင်းကတော့ပြောမယ်ဆိုလို့ရှိရင်အများကြီးပြောထွက်တယ်ပေါ့နော်ဒါပေမဲ့ကျွန်တော် shortly summarize လုပ်ရမယ်ဆိုလို့ရှိရင်အာကျွန်တော်ရဲ့ personal opinion ကတော့ဒီလောက်ပဲလို့ကျွန်တော်ထင်ပါတယ်ဆိုတော့အလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်ပြီးတော့တွေ့ပါမယ်ကျွန်တော်